အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်ဒီ channel ကနေပရိသတ်များအကြူစုပါတယ်ဒီနေ့မှာတော့စာရေးသူဇေယနာ ရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ရွှေမြင့်တင်တောင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းသစ်သစ်တင်တိုင်းသိရှိနိုင်မှု notify bell လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုဇာတ်လမ်းလေးစလိုက်ပါတော့မယ်လာရိတ်ကအများသပိတ်ပေါ်ကိုအလုံးစုံဖြာကြနေပြီးပောင်းရင်းကျင်ရလဲတိတ်ဆိတ်ငိတ်တန်းလျက်ရှိနေခဲ့တယ် ဇေဒီရဲ့အရှိတ်မှာတော့ဝါပားရင်လောင်တမန်ကြီးကမှန်တစ်ချက်ချထားတယ်လို့ကြည်လင်နေပြီးဘေးပပတ်နဲ့ပေါင်းရောင်းနေတဲ့တစ်ပင်တစ်တော်တွေကလည်းအိမ်မောကြနေတဲ့ဖွဲ့ငြိမ်သက်နေလျက်ရှိရဲ့ဇေဒီရဲ့ရင်မြင်ပေါ်မှာတော့အောင်မြတ်သာလိုဆရာတပည့်ရီရဲ့ဂုံတော်ရွတ်ဖတ်တန်ကတိတ်ဆိတ်မှုကိုထွင်ဖောက်ပြီးခံမြင်မြင်လေးထွက်ပေါ်နေခဲ့တယ်။လိမ်မတိုက်ပဲရုတ်တရက်မြည်လာတဲ့ဆဲလန်းတန်ဒီနဲ့အတူတောင်ပတ်လေကားပေါ်ကိုလူတယောက်တက်လာတာမြင်လာရတယ်။အောင်မြတ်သာလိုလည်း လေကားပေါ်တက်လာတဲ့လူကိုကြည်လိုက်ရစင်စွေရောင်အင်ဂျီနဲ့ယောဂီလုံကြီးကိုဝစ်စင်ထားတဲ့အသက်80အရွယ်အဖိုးတူဖြစ်နေခဲ့တယ်။အဖိုးကအောင်မြတ်သားလို့ကိုမြင်တော့ဟော်ရီရဲ့အပြုံးနဲ့ပြုံးပြီးအနားကိုခပ်ဖြေပြေးရှောင်လာခဲ့တယ်။ဒီလိုညသက်ကောင်ချိန်ရောက်လာတာဆိုတော့အဖိုးကတာမန်လူမဟုတ်ဘူးထင်တယ်။ဆရာလေးထင်တာမှန်ပါတယ်ကွ။အဖိုးကဒီတော့ဒီတောင်စောင့်ရှောက်နေရဲ့တောင်မိုင်အဖိုးပါအဖိုးအနေနဲ့ကျွန်တော်တို့ဘေးရဲ့အမျှအတန်းနေရတယ်မို့လား ရတာပေါ့ကွဆရာလေးတို့တောင်ပေါ်စတဲ့တည်းကအဖိုးနဲ့တခြားပုဂ္ဂိုလ်တွေကိုမြတ်တာပုံနေရကြားလိုက်တယ်လေဒီမာနီယာအစင်ရောပြည်ရဲ့လားပြည်ပါတဲ့အဖိုးအနောင်ရှက်ရဲ့လို့မရှိသလောက်ပါပဲဒီစီဒီရလည်းမျက်စွာဘုရားရဲ့အများသပိတ်တော်ထာပနာထားတာမို့စိတ်ထဲကနေကြီးစုပြီးခုံတော်တွေပွားများနေကြတာဖြစ်တယ်လေဟုတ်ပါတယ်ဆရာလေးမျက်သပိတ်စီဒီအပြင်အခြားအထင်ကြီးအစီဒီတွေလည်းဒီမြို့မှာရှိပါသေးတယ် လေးစုတက်ဆန်ရွှေဆောင်ရဲ့စီဒီကိုပြောရလာဖို့မှန်တာဘောစရာလေးရဲ့ဒါနဲ့ဒီမျိုးမှာနောက်ထပ်မထင်မရှားရှိနေရဲ့ဈေးရီတစုလည်းရှိသေးရဲ့ကျွန်တော်ကနှစ်စုပဲတည်ထားတာကျန်တဲ့အစုကဘယ်မှာတည်ထားလဲဆိုတာပြောပြပေးပါဦးပြောပြပေးရမှာဘောစရာလေးရဲ့ဒီဘတ်တာကဘာမှာဖရားလေးစုပွင့်တော်မူခဲ့တာဆရာလေးတို့အသိပဲမဟုတ်လားဖရားလေးစုထဲမှာကတ္တဖဖရားရှင်လက်ထက်အရောက်မှာတော့ဆရာလေးတို့ရောက်နေတဲ့နေရာကအရန်ကုန်တဲ့ တောကြီးတစ်ခုအဖြစ်တည်ရှိနေခဲ့တယ်။ဖျားရှင်ကဒီတောင်တော်ပေါ်ကနေဒေသစာရီကြွားချီတော်မူတဲ့အချိန်ဟိုးမှမြင်နေရတဲ့တောင်ဆွေလေးအယောက်မှကြွားချီတော်ကိုရက်ပြီးပြုံးတော်မူခဲ့တယ်။တောင်အမြင်နဲ့တပါမိတ်တာမတီးကဘာကြောင့်ပြုံးတာလဲဆိုပြီးမေးလျှောက်တော့သူရှင်းမှဝင့်နေတဲ့ကြွဖြူလေးနှကောင်လက်ညှိုးထိုးပြပြီးဒီကြွဖြူနှကောင်ကငါဖျားသာသနာကွဲပြောက်ပြီးဂေါရမဖျားရှင်ပွင့်တော်မူတဲ့အခါဒီအရက်ဒေတာမှာ သူရိယဆန္ဒဆိုတဲ့နာမည်နဲ့ဘင်းရင်ဖြစ်လာပြီးသူ့ဘေးမှာရှိတဲ့ကြွက်ပြူမာလီကတော့ဗန္ဒဒေဝီဆိုတဲ့နာမည်နဲ့မိဖုရားဖြစ်လာနိုင်မယ်လို့ကြားလိုက်ပြီးတော်မူခဲ့တယ်။သူရိယဆန္ဒမင်းဆိုတာသူဝနာဘူမီရဲ့ပထမဆုံးမင်းမဟုတ်လားဖို့ဟုတ်တာပေါ့ကွ။မီဒီယာကြီးကဖျားရှင်ပွင့်တော်မူတာကိုကြားတော့သူရဲ့မူမတ်တွေကိုဖျားရှင်ကိုပင်ရှောင်ဖို့တရားပီးတရားစီလုပ်ခဲ့တယ်။ဒါပေမဲ့လန်ခီရဝေးလံတာကြောင့် စေလိုလိုက်တဲ့သူတွေတရားမှပြန်မရောက်လာတဲ့အတွက်မင်းတရားကြီးကိုယ်တိုင်ဖះရှင်ကိုပေးမှုအထိတ်ထံပြီးပေါပေါစုပ်လက်တဆုပ်ကိုကျေးချခဲ့တယ်။အဲဒီပေါပေါစုပ်တွေကဖះရှင်တည်င်းသုံးတဲ့ရှေ့တက်တဲ့မှာသွားပေါ်တယ်လို့စုစမ်းမရှိခဲ့တယ်။ဒါကြောင့်ဖះရှင်ကဒိဗံစက္ခုညံနဲ့ကြည်လိုက်တော့သူရိယဆန္ဒမင်းကြီးကအထိတ်ထံဖြစ်နေရဟုသိလိုက်ရတယ်။တဆက်တည်းထပ်ပြီးကြည်လိုက်တော့လေတထုံပြီမှသာသနာသုံးရက်ရေရေတီတန်းခံမြင်မအောင်မြင်တဲ့အတွက်ဖះရှင်ကပိပိတ်တာကိုလက်ခံပြီး တက္ကရေ105ခုနဲ့တရင်ကျူလာပြေကျော်တရက်နေမှာရာဇကြိုပြည်အနေစတင်ထွက်ခွာခဲ့တာနေဒေါ်လာစန်းတရက်နေစနေနေ့မှာတထုပ်ပြည်ကိုရောက်လာခဲ့တယ်။သူရိယဆန္ဒမင်းတရားကြီးနဲ့မိဖုရားကြီးကိုလည်းဖျားသခင်ကိုဖူးမြော်ရတဲ့အခါကြီးညိုစိတ်လွန်ကဲမိရာကြောင့်မိမိတို့ရဲ့မကိုက်တော်တွေကိုအသီးသီးချုပ်ပြီးပူဇော်တော်မူရဲ့လေ။ဖျားရှင်လည်းမိမိဖေယပရိသတ်တို့ကိုတရားရည်အေးအမြိုက်စည်းကိုတိုက်ကျွေးတော်မူရာမင်းတရားကြီးကဖျားရှင်ကိုကြီးညိုရင်းမဝါလာလို့ တထုပ်ပြီးမှဆေဝါမြတည်င်းသုံးတော်မူဖို့ရှောက်ထားခဲ့တယ်။ဖျားရှင်လည်းတထုပ်ပြီးမှဆေဝါနေရဲ့ညင်းတော်မူပြီး6လနဲ့73ရက်တည်င်းသုံးမှာဖြစ်ကြောင်းမိတ်တော်မူခဲ့တယ်။မင်းကြီးကဖျားသခင်တည်င်းသုံးတော်မူဖို့ဇေဒဝန်ကျောင်းတော်ကြီးဆောင်းလုံးလူတန်းလူဝိမဲ့ဖျားသခင်ကခွင့်ပြုတော်မူမူလို့ရှင်နန်းတော်ရဲ့အရှိတောင်မနေမမြင်အစင်းစင်းနဲ့လျှောက်ပတ်တဲ့နေရာဖြစ်တဲ့မောရပပတ္တကုံမှာဝေလူဝင်ဝါကြောင့်ကိုဆောင်းလုံးလူတန်းခဲ့တယ်။ ဖျားရှင်တထုပ်ပြီးမှ6လကျော်တရင်သုံးပြီးနောက်ပြန်ကြွားတော်မူတဲ့အခါမင်းနဲ့တကွတိုင်းသူပြည်သားလို့ရှောက်ထားတောင်းပန်ချက်အရကိုးခွယ်ကြံရည်ကြဖို့ကိုတော်အစားသွားတော်တဲ့ယတနာကိုထားတော်မူခဲ့တယ်။ဒီသွားတော်တဲ့ကိုလည်းဖျားရှင်မိတ်တော်မူတဲ့အတိုင်းကကုသက်ဖျားရှင်ရဲ့စံတော်ရှိစုကောနာကုန်ဖျားရှင်ရဲ့တောင်းဝေးတော်ယတနာကတဘဖျားရှင်ရဲ့ညာတဲ့ယတနာတော်တို့ကိုသုနာပရဏအုံနတာကုန်းမြင်မှာ မဟာတဂရီ105ခုတပေါင်းလာစဉ်15ရက်နေ့မနက်မှာခန်းနားစွာထပနာပြီးဇီရီတော်မြတ်ကိုတီထားခဲ့တယ်။ဇီရီတော်မြတ်ရဲ့ပြုပွဲကိစ္စအဝဝပြီးစီးရဲ့အခါဖျားရှင်ကတီထားရင်ဒါယကာတို့ရဲ့တောင်းတမှုအာသာမှကြံပြင်းစွာမပြတ်မစီပဲအမြဲတည်တော်မူစေတည်းလို့စီရန်ထာတုပထနာပြုခဲ့တာကြောင့်စီရန်ထာတုဇီရီတော်လို့သမုတ်ဖို့ဗျာရိစကားမေးကြားတော်မူတယ်လေ။ ဒါကြောင့်စိရွံဓာတုဇေတီဆိုတဲ့ဘွဲတော်ကနေစိရွံစီအဲဒီကနေစာရစီခုံစီတီမော်တော်စီတီတော်တို့ကို ရွှေစီခုံစီတီရွှေမော်တော်စီတီစသဖြင့်ခေါ်ဝေါ်တယ်လို့ရွှေစာရံစီတီကိုလည်းစာရံစီတီကိုလည်းရွှေစာရံစီတီလို့သမုတ်ကြတယ်လေရွှေစာရံစီတီကြီးရဲ့အရှိမတ်မှာဓာတ်တော်တွေကိုစီကြောရမှာတုံးတဲ့ညူတာအိုးရတနာ49လုံးကို အောက်ခင်းအခံပြုပြီးဌာပနာပြီး တီတာအတက်ဖျားကိုညာသိန်းနဲ့ဖျားလို့ခေါ်ဆိုခဲ့ကြပြီးဓာတ်တော်တွေကို စေးတဲ့ကံကိုတော့ဓာတ်တော်စေးကံလို့ခေါ်ခဲ့ကြတယ်။တရားမင်းရဲ့ညွန်ကြားချက်တိုင်းဌာပနာထည့်သွင်းရမှာအသုံးပြုခဲ့တဲ့ပစ္စည်းတွေကိုဌာပနာထားတဲ့ဖျားကိုတော့တရားဖျားလို့ခေါ်ဆိုခဲ့ကြတယ်။ဒါဆိုတထုံပြီးမှရွှေစာရည်စီရိယဦးစုံတီထားခဲ့တာပေါ့နော်။ဟုတ်တယ်ဆရာလေး။ရွှေစာရည်စီရီတဲ့ပြီးလို့ငါးနေ့ကြာမှာရွှေမြင့်တင်စီရီကိုတီထားပူဇော်ခဲ့ကြတယ်။ ရှင်မြင်းတင်စီရီတည်ပြီးလို့လေးနှစ်အကြာမှသာမြသပိတ်စီရီကိုတီထားပူဇော်ခဲ့တာရှင်မြင်းတင်စီရီဟုတ်လားဖို့အဲ့ဒီစီရီကဘမတည်ထားရလဲဆရာလေးရဲ့ရှေ့မှာမြင်နေရတဲ့တောင်စွယ်လေးကရွှေမြင့်တင်တောင်မဲလေမြသပိတ်တောင်ကျော်နဲ့တဆက်သေးဆိုပေမဲ့သူ့နေရာကတောင်စွယ်လေးလိုဖြစ်နေတာအဖိုးလက်ညိုးထိုးပြရဲ့နေရာကိုကြည့်လိုက်ရာခမုံမုံဖြစ်နေတဲ့တောင်စွယ်လေးတစ်ခုကိုမြင်တွေ့လိုက်ရတယ်ဆရာလေးတို့အနေနဲ့ရွှေမြင့်တင်စီရီကို ဖိုးမြောက်ခြင်းနေပြီမဟုတ်လားဟုတ်တယ်ဖိုးဒါနဲ့အဲ့ဒီစေဒီကဘာကြောင့်လူသိမ့်မသိရလဲဗျပွင့်ပွင့်လင်းလင်းပြောရရင် ရွှေမြင့်တင်တောင်မှာတိုင်နန်းရှင်တွေဥစ္စာဆောက်တွေအရန်ပေါ်တယ်သူတို့တွေကလူတွေရဲ့အချင်းတီလာပြတ်မှုကိုကြောက်နံပြီးအထန်းဆက်မမှန်ရင်စေဒီကိုမလာပြည့်အောင်လှုပ်ထားကြရလေရွှေမြင့်တင်တောင်မှာအဘူးကလည်းအေးအေးဆေးဆေးတရားအားထုတ်တတ်တဲ့ပုံကိုဖြစ်လို့လူအယမ်းများတော့သဘောမကျဘူးရွှေမြင့်တင်တောင်မှာလည်းတောင်မှန်အဖိုးရှိရပါလား ရှိတယ်စရာလေးတောင်ကျောင်းကတစ်ဆက်သေးဆိုပေမဲ့သူ့ဘိုင်းထဲသူ တောင်ပိုင်းနေရှိကြတယ်လေရွှေမြင်တင်အဖိုးဆိုတာလည်းခေသူမဟုတ်ဘူးနော်သူရိယဆန္ဒမင်းကိုယ်တိုင်အပိုင်စားနေရပေးခဲ့တဲ့သူတယောက်ပဲဒါဆိုရွှေမြင်တင်အဖိုးကတောင်ပိုင်းဖြစ်တာနှင်းတော်ကြပြီပဲကြာပေါ်စရာလေးရွှေမြင်တင်အဖိုးနဲ့အောင်စုပန်ဖိုးဆိုတာသူရိယဆန္ဒမင်းကြီးရဲ့လက်ယုံတက်မှုတွေပဲလေဒီနေရာကရခင်နှောင်းကဆိုကျူးကျော်သူတွေနဲ့မကြမကြတိုက်ပွဲဖြစ်လေရှိရဲ့ သူတို့နှစ်ယောက်ကဒီအရက်ဒေတာမှာတိုက်ပွဲကြလို့မိတရားကြီးကိုရံအပိုင်စားနေမြေတတ်မှတ်ပေးခဲ့တာ။ညာတပိတ်အဖူစကားကြောင့်အောင်မြတ်တာလဲခန္ဓာနန်းမှာရှိတဲ့တောင်ဆွယ်လေးကိုငေးကြည့်နေခဲ့မိရဲ့။ဆရာလေးတို့အနေနဲ့ရှင်မြင်ဒေစီရီမှာအတိတ်ထံမဝင်စင်ကြဘူးလား။ရုတ်တရက်ပြောလိုက်တဲ့စကားကြောင့်အောင်မြတ်တာမျက်ခုံးပင့်တင်လာပြီ။အဖိုးခုလိုပြောတာအကြောင်းတစ်ခုခုတော့ရှိမယ်ထင်တယ်။ဟုတ်ပါရဲ့ဆရာလေး။ရှင်မြင်တင်တောင်းမှအဖိုးကအနေအေးတာမို့ သူ့ပိုင်နယ်ထဲမှာရှိတဲ့တချို့တချို့သောပုံကိုတွေကနာမနာထောင်လွှာမောင်းမာမှုတွေရှိနေတယ်။ဒါကိုဆရာလေးတို့အနေနဲ့ရှင်ကျေးအောင်ဆုံးမပေးဖို့စကတ်ဥသန်းတာပါ။အဖိုးပြောပြလို့ရှင်မြင့်တင်စီတီကိုဖူးကျင်နေခဲ့မိရာခုတော့အရောက်သွားဖို့ဦးသေးကြသွားခဲ့ပြီ။ကျေးဇူးတင်ပါတယ်ဆရာလေးရဲ့။မနေ့ကရဆရာလေးတို့ကိုလိုက်ဖို့ဖို့အဖိုးရဲ့ငယ်သားတယောက်ကိုလှုပ်ပေးလိုက်ပါမယ်။ညာလဲအရန်နဲ့နေပြီမို့ဆရာလေးတို့နားကြပါအောင်။အဖိုးလည်းတရားထိုင်လိုက်အောင်မယ်။ မြောင်းတပိတ်အဖူကအောင်မြင်သားတို့ကိုနှုတ်ဆက်ပြီးဇေဒီရဲ့မြောင်းဖက်ရက်ကိုထွက်သွားခဲ့ပါတော့တယ်။မနက်အာယုံတက်ချေရောက်တော့ပစိုးကွင်းတိုင်းထားပြီးလေးဝါတလက်ကင်ထားတဲ့ဆယ်ကျော်သက်အရွယ်ရောက်လာပြီးရွှေမြင့်တင်ဖျားကိုပူးမြော်ဖို့ခေါ်ဆောင်သွားခဲ့တယ်။တတောင်တက်တတောင်စင်ခီးရင်းနေကြတာကြောင့်မောပန်နွမ်းနဲ့နေရဲမောက်ကောင်းတဲ့ခွန်လာတို့ကရေတကုံမြင်တော့ဝမ်းသာအားရနဲ့ပြေးပြီးကြည်လင်အင်းညနေရဲ့ရီကိုလက်ခုံနဲ့ခတ်ပြီးတောင်းနေရဲ့ချိန် မလန်းမကန်းကြောက်တုံးပေါ်မှာလူတယောက်စေးတံခဲပြီးသူတို့ကိုကြည်နေရမြင်လိုက်ရတယ်။ခုနခုနကလူတယောက်ငါတို့ရေတောက်တာကိုစိုက်ကြည့်နေတယ်လို့ပဲ။ကျွန်တော်လည်းအခုလိုပဲထင်မိရဲ့။ဒါပေမဲ့ဒီနားမှာဘသူမှမရှိဘူးလေ။မောင်ကောင်ခုနလက်တရရှိတွေပြန်ချထားလိုက်။ဘာလို့လဲစီယာ။မောင်ကောင်နဲ့ခုနလက်ခုပ်တရရှိကိုချလိုက်ပြီးအောင်မြတ်တာနာကိုတိုးကပ်လာတဲ့ချိန်စီယာတို့စိတ်ထဲမထားပါနဲ့ဗျ။ဒီကောင်ကလူစိမ့်ဆိုရင်အဲ့လိုပဲ။ လမ်းပြကောင်းလေးရဲ့စကားကြောင့်အောင်မြက်သာဘေးကိုကြည့်ပြီးသူတို့ကဘသူတွေလဲကျွန်တော်တို့ကနာဝလူမျိုးလို့ခေါ်ကြတယ်သူတို့လူမျိုးတွေကဒီအရက်ဒေတာမှာအများကြီးရှိရဲ့ဗျဒီရေတကုန်းအရှိကိုတောက်တာမကြိုက်လူများလားမဟုတ်ပါဘူးဆရာရဲ့သူတို့ရဲ့မျက်နှာထောင်းတာအဲ့လိုပဲအဖိုးပြောတာကတော့သူတို့ကရှမ်းပြည်နယ်ဘက်ကနေဒီအရက်ဒေတာကိုပြောင်းလာပြီးသူရိယဆန္ဒမင်းထံမှာအခါစားဝင်ကြတဲ့သူတွေဆိုပဲမင်းတရားကြီးကသူတို့ ဒီအရက်ဒေတာမှာနေဖို့ခွင့်ပြုခဲ့တယ်လို့လည်းပြောကြတယ်။ရှမ်းပြည်နယ်ဘက်ကဆိုတော့ဝါလူမျိုးတွေများဖြစ်နေမလား။ဖြစ်နိုင်ပါရဲ့စီယာ။မင်းတရားကြီးဟာသူတို့တွေကိုအတိမတ်ပြုရဲ့အနေနဲ့နှစ်ဖူးမှလာပုံစံအမှတ်သားရေးဆွဲဖို့အမိန့်ချမှတ်ခဲ့ဘူးတဲ့။ဒါကြောင့်လာဝါလူမျိုးဆိုပြီးနာမည်ဖြစ်သွားတာ။ဆရာတို့ရေးစာနေတောက်ကြပါနော်။သူတို့ကိုဂယုမဆိုင်နဲ့။လမ်းပြကောင်းတဲ့စကားကြောင့်မောင်ကောင်းတဲ့ခွန်းနာလေရေတခုကကြလာတဲ့ရေကိုလက်နဲ့ခတ်တောက်လိုက်ပြီး ရွှေမြင့်တင်တောင်ဘက်ကိုဆက်လက်ထွက်ခွာခဲ့ကြတယ်။ရွှေမြင့်တင်တောင်ဆက်ကိုရောက်တော့လမ်းပြကောင်လေးကသူ့တောင်ဝင်ပြီးဆုံးကြောင်းပြောပြီးလာရလမ်းတိုင်းပြန်ထွက်သွားတော့တယ်။အောင်မြတ်တော်လည်းရွှေမြင့်တင်တောင်ပိုင်းနဲ့တည်းဝင်လာနဲ့တောင်ပိုင်းဘိုးကိုမြစ်တာပူပြီးတောင်ကျောတစ်လျှောက်နေထိုင်ကြတဲ့အဆောက်ရှောက်တွေကိုမြစ်တာပူနေတဲ့အချိန်စပယ်ပန်းအနံ့နဲ့နှင်းစီပန်းနံကနှာခေါင်းထဲကိုတိုးဝင်လာခဲ့တယ်။တောင်ခြေချရနဲ့အနံ့ဆပေးပြီးထင်းနေစရာကြီး ငါတို့ကဘသူ့ကိုမှဒုက္ခပေးဖို့လာတာမှမဟုတ်လားမြတ်တာသာပို့ပြီးသွားကြမိနစ်20လောက်လမ်းလျှောက်ပြီးချိန်မှာတော့ကြီးကျင်တာကြီးနေရဲ့ညာမင်းတန်းတစ်ခုရှိကိုရောက်လာခဲ့ကြတယ်။ညာမင်းရဲ့မလန်းမကန်းမှာတော့ဇေဒီတစုရှိနေပြီးဇေဒီရဲ့ရှိမှာတော့ငွေတစ်ထောင်ထောင်ထနေရဲ့စွန်းတစ်ခွက်ကတ်လူထားတာမြင်လာရတယ်။ဆရာစွန်းကအခုမှကတ်ထားတယ်လို့ပဲနော်။အငွေရောင်မပြည့်သေးဘူး။ဒီနီးနားမှာနေရသူတော့ရှိမယ်ထင်တယ်။လိုက်ကြည့်ရအောင်။ အောင်မြတ်သာတို့လည်းဇေဒီရဲ့ဘေးပတ်ပတ်လည်ကိုလာကြည့်ရာတောင်ဆောင်တစ်ခုရဲ့အောက်မှာတဲတလုံးရှိနေတာမြင်လာရတယ်။အဲဒီအချိန်အနောက်ကနေခြေတံတစ်ခုထွက်လာတာကြောင့်နှဲကြည့်လိုက်ရာပလိုင်းတလုံးကိုခေါင်းမလွှဲထားတဲ့အရက်ခတ်ပူပူကရင်လူမျိုးမိမတယောက်ကိုတွေ့မြင်လိုက်ရတယ်။အဆိုပါမိမအောင်မြတ်သာတို့ကိုမြင်တော့ဟင်းသီးဟင်းရွက်တွေထည့်ထားတဲ့ပလိုင်းကိုအောက်ကိုချလိုက်ပြီးနေတော့ရောက်လာမယ်ဆိုလို့ထမင်းဟင်းတွေပို့ချက်ထားတယ်။လာစားကြ။အဲဒီလိုပြောကား ပလိုင်းပုံပင်ကတောင်ဆောင်အောက်ကိုဆင်းသွားခဲ့တယ်။ဆရာဒီမိမကြီးကကျွန်တော်တို့လာမယ်ဆိုတာဘလို့လို့ကြိုသိနေရလဲ။အကြောင်းတရားလေးတွေရှိမယ်ထင်တယ်။သူတို့ကတာမန်လူပဲဆိုတော့ခေါ်တဲ့နောက်ကိုလိုက်သွားကြတာပေါ့။အေရှေရောက်တော့မိမကြီးကပလိုင်းကိုကုပစ်ပေါ်တင်ရင်နင်တို့အတွက်မနေ့ကချိုးထားတဲ့မြစ်ကိုတာလက်ပေါ်ချက်ထားတဲ့လာစားကြ။ပြောတာကြောင့်ဆရာတပည့်တွေတဲအိနေကို ဝင်သွားကြတယ်။အိနေရောက်တော့ဖះเจ้าဆောင်တစ်ခုပရိစိတ်တကုံနဲ့ ိမ်သုံးဆောင်တချို့ရှိနေတာမြင်လာရတယ်။နေလို့ရောက်လာမယ်ဆိုတာညာအဖိုးလာပြောတယ်။ဒါကြောင့်ရှိရလေးနဲ့အဆင်ပြေအောင်ချက်ထားတာ။စားကြစားကြ။ဒါအတားလည်းပေါ့။ဒါနှမ်းပန်းကပိဒီမှာတသက်လို့ပဲစားတာဆိုတော့ဟင်းတော့မကောင်းဝေး။ရပါလေဗျ။ကျွန်တော်တို့လည်းရာသက်ပတ်တသက်လို့စားတဲ့သူတွေပါ။ကဲမောင်ကောင်စားကြ။အောင်မြတ်တော်လည်းကရင်မိမကြီးပေးရဲ့ထမင်းနဲ့ဟင်းကို စားနေရတဲ့အချိန် နင်တို့ကရွှေမြင့်တင်းစီဒီမှာဘလောက်နေကြမှာလဲကိုရက်နေဖို့စိတ်ကူးထားပါလေငါတော့ကိုရက်ထက်ပိုပြီးနေရမယ်တင်တယ်အမိုးကဒီမှာနေရကြပြီလားကြပေါ့အဖိုးကငါ့ကိုအိမ်မပေးပြန်ဘူးလေသူမျက်စိအောင်မှာပဲနေရမယ်တဲ့တယောက်တည်းနေရတာအဆင်ပြေရဲ့လားဒီလိုပဲပြေအောင်နေရတာပေါ့မပြေလဲပြန်လို့မှမရတာဘာလို့ပြန်မရတာလဲဗျဝေကျွေးတယ်ပေါ့ကွယ်အဲ့ဒီလိုလေးပင်စွာပြောလိုက်ပါတော့တယ် ထမင်းစားပြီးတော့မိမကြီးကဇေဒီရဲ့ဘေးမှာရှိတဲ့တဲတလုံးစီလိုက်ပို့ပြီးဒါနေလို့နေရမယ့်နေရာပဲအဲဒီလိုပြောကသူနေရဲ့တဲဘက်ကိုပြန်ထွက်သွားခဲ့တယ်။အောင်မြတ်တော်နဲ့တဲပေါ်တက်ကြီးရာတင်ငန်းဟောင်းတချို့နဲ့တန်ငါအသုံးဆောင်တချို့ကိုတွေ့ရတာကြောင့်ဒီနေရာမှာရခင်ရတန်ငါတချို့သတင်းသုံးခဲ့တာဖြစ်မယ်လို့ကောက်ချက်ချခဲ့ကြတယ်။နေ့နဲ့ပါရောက်တော့ဆရာတပည့်တွေဇေဒီပေါ်တက်ပြီးအမိုင်းတရားတီကိုလှည့်ကြည့်နေတဲ့ချိန် ရင်ွေးချမ်းအုပ်ဆွဲပြီးတက်လာတဲ့မိမကြီးကိုမြင်လိုက်ရတယ်။နင်တို့အမောပြေတောက်ဖို့အဖိုးကလာဖို့ခိုင်းတာ။ဒီအဖိုးကြီးလောက်တာနဲ့ငါလည်းမနာရအောင်။ကျွန်တော်တို့အတွက်တကူးတခါမလုပ်ပါနဲ့။အားနာလို့ပြောတာပါ။နင်တို့လည်းတန်ရှိရည်လုံနေရမောမှာပေါ့။ငါမပင်မမ်းပါဘူး။နင်တို့လိုအပ်တာဝယ်ခြင်းတောင်အောက်ကရွာမှာဆင်းဝယ်လို့ရတယ်နော်။ဟုတ်ကဲ့ခဏနေဆင်းဝယ်လိုက်ပါမယ်။ဒါနဲ့လေနင်တို့လာလာအဖိုးကသဘောကျပြီမဲ့။တခြားသူတွေကသဘောမကျအောင်နော်။ တခြားသူတွေဆိုတာဘသူ့ကိုပြောရလဲဟိုဘက်ကတောင်ဆောင်းမှနေရညီမနှစ်ယောက်ကိုပြောတာကျွန်တော်တို့စိတ်ကယူသားတဲ့ကြောင့်သူတို့မကြင်ခင်တိလာမှာပါညာဦးပိုင်းချိန်မှာတော့ရှင်မြင်တင်စီဒီပေါ်မှာဖျောင်းနိုင်ပြီးအလင်းရောင်တချို့ထွက်ပေါ်ပြီးရှင်မြင်ပေါ်မှာတော့ဆရာတပည့်၃ယောက်တရားတထောင်စီတရားထိုင်နေခဲ့ကြတယ်ဇေဒီယန်အောက်ဖက်တောင်ဆွယ်လေးမှာတော့ကရင်အမျိုးသမီးကြီးရဲ့ဖျားရှိခူတန်းကလေတစ်ချက်အဝေးမှာထွက်ပေါ်လာခဲ့တယ် တရားထိုင်နေတဲ့အောင်မြတ်သားရဲ့နားထဲမှာနှာမုတ်တန်တို့လိုအတန်တတန်ကြားလိုက်ရတာကြောင့်တမထတီနေတော့ခနာဖြုတ်လိုက်ပြီးမြစ်တောင်အောင်သာနိုင်နိုင်ပို့သားခဲ့တယ်။ဒါနဲ့နှာမုတ်တန်ကပြောင်းမသွားပဲပုံမပြင်းထန်လာသလိုခန္ဓာကိုယ်ကလည်းအပူငွေ့လာဟက်သလိုခံစားရမိရဲ့တရားကျင့်ကြံခဲ့တဲ့အတွေ့အကြုံရဒီနှာမုတ်တန်ကငကားတကောင်ရဲ့စိတ်ဆိုးဒေါသထွက်နေခြင်းဖြစ်တာကိုအကဲခံမိရဲ့အောင်မြတ်သားကမြစ်တောင်နှစ်ဖက်ကိုအတောင်ဖိမိနောက်လဲကြည့်လိုက်ရ ဇေဒီရဲ့ဘေးမှာပေါက်နေတဲ့တပြေးပင်ကိုရစ်ပတ်ထားတဲ့ရွှေရောင်နဂါးတကောင်ကိုမြင်တွေ့လိုက်ရတယ်။တကူလုံးရွှေရောင်အစင်းရှိပြီးဗပြင်းကြီးရလဲဘိတ်တပိစာလောက်ကြီးမားတဲ့နဂါးကြီးရအခုံးဝေးတွေကိုတဖူဖူတရှူရှူမှုတ်ထုတ်ရင်းအောင်မြတ်တောင်ညီရဲတဲ့မျက်လုံးနေနဲ့စိုက်ကြည့်နေခဲ့တယ်။အောင်မြတ်တောင်လည်းသူ့ကိုရန်လူချင်းနေရဲ့ရွှေနဂါးကြီးကိုမြစ်တာတက်အပြည့်ပါတဲ့မျက်လုံးနဲ့ကြည့်ရင်တင်ရပါကြောင့်ကျုပ်ကိုရန်မူနေရတယ်။ကျုပ်တို့ကသင်တို့ကိုအမြင်နဲ့မြစ်တာပို့ပေးနေတဲ့သူတွေပါ။ ပြောလိုက်ပေမဲ့ငကားကြီးရဲ့ရုပ်တင်ရပျော့ပြောင်းမသွားပဲတလန်လောင်းရှိရဲ့ရှောင်းထုတ်ကရံပြူဖို့ရှေ့ကိုတူးလာခဲ့တယ်။အဲဒီချိန်မောင်ကောင်းတဲ့ခွန်လာတို့လည်းဘေးကိုရောက်လာပြီးရွှေအောင်ငကားကြီးကိုအံ့ဩတဲ့အကြည့်နဲ့ကြည့်နေခဲ့တယ်။ဆရာဒီကောင်ကရံလူနေရဲ့ပုံပဲ။ငါတို့ကဧည့်သည်တွေဆိုတော့အေရှင်ကိုထိခိုက်အောင်မလုပ်ချင်ဘူး။သူ့ရဲ့ဒေါသသူ့ကိုပြန်ဆုံးမသွားပါလိမ့်မယ်။အခွန်ဝေးရဲ့ရှယ်ယာပြင်းထန်လာတာကြောင့်ထိသမျှတစ်ပင်တွေကချက်ချင်းဆိုသလိုညှိုးကုန်ကာ အောင်မြတ်တာတည်ထားမိရဲ့၎င်းတို့ရဲ့အခွန်းလေးတွေကအောင်မြတ်တာအောင်မတီးရောရွှေနဂါကြီးကပုံမှုဒေါသထွက်လာပြီးတပြေပြေမှရစ်ပတ်ထားတဲ့ခန္ဓာကိုယ်ပြင့်ညစ်ပြီးအရင်ထက်ပုံပြင်းထန်တဲ့အခွန်းလေးတွေနဲ့မှုတ်ထုံနေတယ်လို့ထမ်းမိလုံလောက်ရှိရဲ့အမိနဲ့လွှမ်းရိုက်ဖို့ပြင်နေတဲ့အချိန်ရန်လိုက်ဆန်းဆိုတဲ့အတန်းနဲ့တူအပေါ်အောင်အဖြူဝတ်ထားတဲ့အသက်80အရွယ်အဖိုးတယောက်ရုတ်တရက်ပေါ်လာခဲ့တယ်။အဖိုးကရွှေနဂါကြီးကို စူရဲရဲမျိုးလုံးတွေနဲ့ကြည်ပြီးအနားကိုတိုးကပ်သွားကသွယ်လျားတဲ့လက်နဲ့ဖြောင်းနှဲမိအောင်ရိုက်ချလိုက်ပါတော့တယ်။အဖိုးရဲ့ရိုက်ချက်ကြောင့်ငကားကြီးရဲ့ခန္ဓာကိုယ်ကဘူပေါင်းလေရောလိုက်တယ်လို့ဖြစ်သွားပြီးအသက်30ရွယ်ယောက်ျားတစ်ယောက်ပြောင်းလဲသွားတော့လေ။နင်းတို့မှလူကောင်းလားလူဆိုးလားခွဲခြားတတ်တဲ့အသိဉာဏ်မရှိကြဘူးလား။အဖိုးကလေးတန်းမမနဲ့ဆူဟောက်ပြီးရနဲ့အောင်မြတ်တာဘက်ကိုလဲကဆရာလေးတို့ရောက်နေရသိပေမဲ့အခုမှတရားထိုင်ပြီးရကြောင်းအယောင်နောက်ကျသွားတာ။ မဟုတ်တာဖို့ရဲ့ကျွန်တော်တို့နေကွင်းပြူတာဟုတ်ပဲကျေးဇူးတင်နေပါပြီ။ဆရာလေးတို့လည်းဒီငမိုင်သားကိုခွင့်လို့ပေးပါ။ဒီရက်ဒေသမှာမကြခနာဆိုသလိုတိုက်ဆရာတွေလာတက်လို့ဆရာလေးတို့လူမာပြီးရန်လူခဲ့တာပါ။ဟုတ်ကောခုချက်ချင်းတောင်းပန်လိုက်စမ်း။အဖိုးရဲ့စကားကြောင့်ရှေးရောင်အစဉ်တစားဝှစ်င်ထားတဲ့လူကနောက်အုပ်ချပြီးအထင်လွဲခဲ့ကြောင်းယူကျိုးစာတောင်းပန်ခဲ့တယ်။အထင်လွဲတဲ့တယောက်ပြီးပြီဆိုပေမဲ့နောက်ထပ်နှစ်ယောက်ကျန်သေးတယ်။ အဖိုးကခေါင်းကိုပြင်းရင်းစွာခံရပြီးမြောက်ဖက်ရက်ကိုလက်ညှိုးထိုးပြလိုက်လို့ကြည်လိုက်ရာတံမူကြီးပိုးချီချိတ်ကိုဝစ်ဆင်ထားတဲ့မိမနေရအမောင်ထဲမှာရက်နေရမြင်လိုက်ရတယ်။တမီးတို့နှစ်ယောက်လည်းဆရာတို့အထင်လွဲနေမိရဲ့မို့လား။လာကြလာကြ။တမီးတို့အဖိုးမိတ်ဆက်ပြီးမယ်။အဖိုးစကားကြောင့်မိမငယ်နှစ်ယောက်ကအမောင်ထဲကနေထွက်လာပြီးအောင်မြတ်တားရှိကိုရောက်လာခဲ့ကြတယ်။သူတို့နာမည်မက်ဆက်ဘယ်နဲ့မန်နင်းစီလို့ခေါ်တဲ့ဆရာလေး။တိုင်တန်းရှင်ကြီးအမပေါ့။ သူတို့လည်းကျွန်တော်တို့အထင်လွဲနေကြတာလားဆရာလေးတို့ဒီတောင်ကြီးကိုချီချောင်းတော့သူတို့ကအရင်စိတ်ပူခဲ့ကြလားဘာကြောင့်လဲဆိုတာဆရာလေးတို့မကြောက်ခင်သိရပါလိမ့်မယ်အဖိုးဦးရဲ့စကားဆုံးမှာတိုင်တန်းရှင်ကြီးမှလည်းအောင်မြတ်သားတို့ကိုအယူသေးပေးကနှုတ်ဆက်ခဲ့ကြတယ်ဆရာလေးတို့လည်းဒီကိုရောက်တော့ရောက်ခိုင်းအဖိုးလိုက်ပြစရာရှိရဲ့လာကြအဖိုးကအောင်မြတ်သားတို့ကိုဇေဒီပင်းမှာပေါင်နေတဲ့ညောင်မင်းတပင်စီ ခေါ်ဆောင်သွားတယ် ညောင်မင်းရှိကိုရောက်တော့လက်နဲ့တက်ချလိုက်ရာညောင်မြစ်တွေအောင်မှာရောင်ဝင်ဦးကြီးလေးလုံးနဲ့ထည့်ထားတဲ့ကြောက်တံပဒံများတွေကိုမြင်လာရတယ်။ဒါရီယာနောင်ပွင့်မဲ့ဖီအောင်လှူဖို့ရည်စူးထားရတယ်။ဟိုးမှမြင်ရတဲ့တောင်ကုန်းအောင်မှာလည်းရွှေနဂါးမေးပိုင်တဲ့ရတနာပစ္စည်းတွေရှိသေးရဲ့။ဒါကြောင့်လည်းတိုက်စီယာတွေမျက်စိကျခဲ့တာ ਉ ။ဟုတ်တယ်ဆရာလေး။သမီးတို့လည်းဆရာတို့ရောက်တော့ရောက်ခိုင်းဘာတွေလုပ်နေလဲဆိုတာပြလိုက်ကြအောင်အဖိုးရဲ့စကားဆုံးမှာ ညီမနှစ်ယောက်ကပခုံးမှာပတ်ထားတဲ့ပဝါကိုလေတဲဝီရန်လာရတောင်သားတိပီးရဲ့ခုတစ်ခုထဲမှာယဒနာအတိစီချဲထားတဲ့ရကန်းစင်နေရှိနေပြီးအလုံးချောမောလာပါတဲ့မိမငယ်လေးတွေကတင်းငယ်နဲ့ရွှေနှန်းကျုံးမြင်နေတဲ့ရကန်းရက်နေရမြင်လာရတယ်။ဒါမဆက်ပေရဲ့တိုင်နမ်းမဲစရာသူဟာနောင်ပွင့်မဲ့ဖျားကိုရွှေတင်ကန်းကတ်လူနိုင်မှုရည်စူးထားလေ။တိုက်ကိုကြီးမြတ်တဲ့အလူတစ်ခုပါလား။အဖိုးကလည်းအမတော်ကိုချီးကျူးလွန်းနေပါပြီ နေ့စီလည်းနောင်ပွင့်မဲ့ဖျားရှင်ကိုရည်စူးပြီးကုသိုလ်ယူနေပါတယ်နော်။ညီမတော်ဘလောက်ကြိုးစားလဲဆိုတာအမတော်သိပါတယ်။ဒါညီမတော်ရဲ့တိုင်တန်းပါစီယာ။မဆပယ်ရပဝါနဲ့အစွန်းတစ်ဖက်ကိုဝှေ့ရမ်းလိုက်ရာစိန်နဲ့အပြည့်ထည့်ထားတဲ့တင်တောင်ပေါင်းများစွာပေါ်လာပြီးတိုင်တန်းလည်းမှာတော့မိမက်ပြိုလေးတွေကရွှေသာအတိပီးရဲ့ဆုလင့်မွန်ချုံနေကို ကိုရိုင်းထုစစ်နေကြတာမြင်လာရတယ်။မနေ့စီယာအငဲဆိုတော့နည်းနည်းစိတ်ထက်တယ်စီယာလေး။ တခုခုဆိုသူ့ကိုဦးစားပေးရမယ်လို့ကျင်တာ။သူကတော့နောင်ပွင့်မဲ့ဖီအောင်ရွှေအတိပီးရဲ့ចောင်းဆောင်နဲ့ပူဇော်ဖို့ကြီးစူးထားတဲ့သူပဲ။အငယ်ဆိုတော့ဦးစားပေးခံကျင်တာမဆမ်းပါဘူးလေ။မနေစီရဲ့ရီမန်ချက်ကလည်းအရန်ကိုကြီးမြတ်ပါတယ်။တာဓုတာဓုတာဓုပါဗျ။အောင်မြတ်တာရဲ့ချီးကျူးစကားကြောင့်မနေစီရဲ့မျက်နှာပေါ်မှာအပြုံးရိပ်လေးတွေထွက်ပေါ်လာပါတော့တယ်။ဒီပုံကူတွေကတော့ရွှေမြင့်တင်တောင်ရဲ့အထင်ကြီးပုံကူတွေပဲဆီရလေး။ တောင်ရဲအောက်ဘက်မှာလည်းခလေးတိုင်းတစ်ခုရှိသေးတယ်။ခလေးတွေဆိုတော့အရန်စော့ကြလို့လို့သူတို့ထိန်းတဲ့ဖိုးမှုကိုအပြင်ပေးမထွက်ဖို့ပြောထားရတယ်။အဖိုးကအောင်မြတ်တာတို့ကိုတောင်မှာရှိတဲ့အကြောင်းအရာတွေကိုပြည်စုံအောင်ပြောပြခဲ့ပေမဲ့ဇေဒီအောက်မှာနေတဲ့မိမကြီးတွေရဲ့အကြောင်းကိုတော့လုံးဝမပြောပြခဲ့ပေ။အဲဒီချိန်တောင်ကျေးမှာရှိတဲ့လူနေရွာဘက်ကနေဝမ်ကောင်းတန်တဲ့အော်ရီတန်တစ်ခုထွက်ပေါ်လာခဲ့တော့တယ်။ဒီတန်ကိုကြတော့မန်းနေစီကနှာခေါင်းရှုပ်လိုက်ပြီး ဟိုကောင်တောင်းချမ်းနေပြန်ပြီထင်တယ်လို့ရေရွလိုက်ပါတော့တယ်။အဖိုးကတော့တောင်ကျေဘက်ကိုစောင်းငဲကြည့်လိုက်ပြီးတက်ပြင်းရှည်တစ်ခုကိုချားကဒီငမိုင်သားကဘလို့မှပြောဆိုဆုံးမလို့မရပါလား။အခုရင်ရဲ့တန်ကလူတယောက်ရည်တန်မဟုတ်လား။ဟုတ်တာဗောဆရာလေးရဲ့ဒင်းကစိတ်ရင်းလေးရောက်ကောင်းပေမဲ့မူးလာရင်ပေါက်ကြရရရှောက်လို့တာ။သူ့ကိုဘသူမှဆုံးမလို့မရဘူးလားအဖိုး။ကြွချိန်မတန်သေးလို့ထင်ပါရဲ့။အဖိုးတို့လည်းချော့တစ်ခါ၆တက်လဲဆုံးမပြီမဲ့ မမိုက်တောင်းခွေးမိကောင်ကြီးအောင်စုပဲဆရာလေးရဲ့အဖိုးရဲ့စကားကြောင့်အောင်မြင်တာခေါင်းတညိမ့်ညိမ့်လုပ်ပြီးအဖွားပြောခဲ့တယ်လို့ပဲကျွန်တော်လည်းအတိတ်ထံမိရဲ့ဒီမှာဆက်နေရအောင်ပဲထင်ပါတယ်အဲဒီလိုရေရွလိုက်ပါတော့တယ်မာကြီးရေမာကြီးအိတ်နေပြီလားအိတ်တကားကိုထူရနေတဲ့အတန်ကြောင့်အိတ်ပြော်နေတဲ့မာကြီးတယောက်အိတ်ချင်မှုတူနဲ့အပြင်းအထွက်လာခဲ့တယ်ဘာဖြစ်တာလဲမသိဘာဖြစ်ရမှာလဲနေမှာအယံမူပြီးတရေလိုက်ဖမ်းနေလို့ဟဲ့ဒီကောင်ပေါက်ကရရီလောက်ပြန်ပြီ ။တင်းရအခုဘမှာလဲမယန်းပေမို့တရေဖန်းတယ်ဆိုပြီးတော့တက်သွားတာပဲ။မသေးစကားကြောင့်မာယူနဲ့တမင်းကိုဆွဲကအိမ်မောကနေဆင်းလာခဲ့လိုက်တယ်။လမ်းမပေါ်ရောက်တော့စာတင်ကြောင်းပြရမယန်းပေအောင်မှာလူရေအုပ်နေရာကြောင့်တမင်းနဲ့ထူးကြည့်လိုက်ရ။ပေ30လောင်းမြင့်နဲ့မယန်းပေထိမ်းမှာမတက်ရက်ပြီးဟီဟီဟာဟာနဲ့အော်ယီနီရဲ့မောင်ပြည့်သူကိုမြင်လိုက်ရတယ်။ငါအောင်နေချက်ချင်းဆင်းလာစမ်း။မာကြီးကအသက်ကောင်အွန်လိုက်ပြီမဲ့ ငွေအောင်ကဘာမှပြန်မပြောပဲမျက်လုံးကြည့်ပြုကဝန်ကောင်းတန်ကြီးနဲ့စက်တရီမောနေပါတော့တယ်ဟုတ်ကဲ့ပါရှင်စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ရွှေမြင့်တင်တောင်းဆိုတဲ့ဇာတ်လမ်းကတော့ဒီမာရီမဲပြီးဆုံးပါပြီနောက်ဆက်မိခဲ့ကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်